မှာကတော့ရွေးချယ်ခွင့်ရှိတယ်ဆိုတဲ့အတိအကျရှိတယ်။ဥပမာဘုန်းကြီးကျွန်တော်ကပြောခဲ့ပြီးပြီ။အဟံဝတိမြမကြီးကသူကအနာဂမ်ဆန္ဒမပတ်ရှိပါအနုကျွမ်းကျင်တယ်။ဒါပေမဲ့သူကပထမဆုံးဘုံကိုရွေးချယ်တယ်။ကိုအမြင့်ဆုံးဘုံအရောက်ပေါ်ခုဒီနေ့ပြောခဲ့တဲ့ဥပမာကြီးဒုလဲအနာဂမ်ရဲ့သံဃာပတ်ရှိပါချင်းချင်းတူကအောက်ဤဟာဒုဒဝကအဘုံတွေကအောက်ဆုံးဘုံကိုသူကရွေးချယ်တယ် ခဏိကရဥဒိနေကြီးလူတဲ့အနာဂမ်မဲ့သမမတ်စီပတ်ကျက်တယ်လူကတော့အဂနိတပြမပြီကိုပြေးချဲတယ်အရဝဘုံလို့သွားသွားလို့ရမသွားဘူးကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိတယ်ဆိုတဲ့ဒီအသိဉာဏ်ဒီသံဃာတွင်ပုဂ္ဂိုလ်ဒီပန္နာရရှိနိုင်တဲ့အသိဉာဏ်ဖြစ်တယ်သူတို့ကအဲ့ဒီအသိဉာဏ်မရှိတော့အမြင်ဆုံးဖြစ်တဲ့သံဃာတော့အကျိုးပေးမယ်လို့ဒီလိုယုံကြည်လိုက်တဲ့အတွက်အရဝဘုံတွေကိုရောက်သွားတော့အရဝဘုံဆိုတာကယုံမရှိဘူးယုံမရှိတော့နားမရှိဘူးမျက်စိမရှိဘူး တရားလည်းပို့လို့မရဘူးတရားလည်းနားလို့မရဘူးမရတော့မဲ့ဖို့နေမှာသူတို့ကရန်တိုင်တဲ့ပါရမီမျိုးစီရှိတယ်ဒါမှမဟုတ်ဆင်းရဲပြီဒါပေမဲ့မရသွားတော့ရှုံးတာရှုံးတယ်ဆိုတော့သူတို့အဲ့ဒီမှာကဘာပေါင်းဘယ်လောက်နေမယ်ဆိုတာကမပြောနိုင်ဘူးညီမတင်ရတဲ့ရဏဘုံဆိုလို့ချင်းကဘာပေါင်း7 3လောက်နော်ကဘာတောင်းနေချီပြီးတော့နေလို့ရတယ်အဂတိရဏဘုံကလည်းဒီတိုင်းပဲအဲ့လောက်ကြီးဆိုတော့အဲ့ဒီမှာဘုရားတွေပွင့်ထားတယ်သူတို့ မသိတော့ဒေါက်တာပြန်ဆင်းလို့လည်းဘယ်ပြောတယ်ဆိုုံနဲ့ဒါလည်းအတိအကျမပြောနိုင်ဘူးဒါကြောင့်အရှုံးကြီးရှုံးရတာပဲနော်